အားလုံးမင်္ဂလာပါ Dragon Fish Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒါ Crystal Palace ကိုအဝေးကွင်းမှာဒါနှစ်ကိုးတကိုးဆိုတဲ့ရလနဲ့ရှုံးနိုင်ခဲ့ပြီးတဲ့နောက်မှာတော်တော်ကိုအတင်းရဲ့တိုက်ဆက်မှုနဲ့ပတ်သက်ပြီးတော့ဒါဝေဖန်တဲ့တည်င်းညီတောက်လျှောက်တက်လာတယ်။အဲအဲ့ဒီမှာမှာအဓိကကတော့ Florian Van နဲ့ Musa လာပေါ့ဗျာ။အာဘာလို့လဲဆိုတော့လက်ရှိအနေအထားမှာ Florian Van ဆိုရင်လည်းလက်ရှိမှာကဒါ ခုနှစ်ပွဲကစားပြီးတော့သူအဲ့ဒီခုနှစ်ပွဲမှာ assist 0 twin goal 0 007ဆိုပြီးတော့သူ့ကိုလှောင်ပြောင်းနဲ့ဒါ throw လုပ်တဲ့စကလုံးနေတယ်များလာတယ်။အဲတဖက်ကမိုးဆာလာကလည်းအတူတူပဲပေါ့လေမိုးဆာလာကအကင်းကနဲအချက်လက်တွေရတော့ဒါမိုးဆာလာက front back အများကြီးတာတယ်။သို့ပေမဲ့ဒါလက်ရှိအနေထားမှာမိုးဆာလာရဲ့အခန်းကဏ္ဍကလည်းလီဗာပူးမှာကထင်သလောက်အလုပ်ဖြစ်မနေတော့ဆိုတာကျွန်တော်ကောင်းကောင်းတွေးရတယ်ပေါ့လေ။အရင်ဆုံးမိုးဆာလာဘက်ကိုကျွန်တော်အရင်ဆုံးကြည့်ရမယ်ဆိုရင် ဟိုကျွန်တော်ကိုလည်းတည်တယ်ဒါပေမဲ့မိုးဆာလာကညာကကစားခဲ့တဲ့ခရစ်စတယ်ပယ်လီနဲ့ကစားခဲ့တဲ့ရှုံးသွားတဲ့ပွဲစဉ်မှာသူဘာမှမပြနိုင်သူတော်တော်လေးကမှ struggle ဖြစ်တယ်ဗျာတော်တော်လေးကမှသူအားနေတယ်သူ့ဘက်အချမ်းက weak ဖြစ်တယ်အဲသူ့ဘက်အချမ်းက weak ဖြစ်တော့တစ်ဖက်ကဒါ right wing က weak ဖြစ်လို့ left wing ကရောဒါ strong ဖြစ်လာဆိုတော့ left wing ကလည်းဒီတိုင်းပဲဘာမှကောင်းနေတဲ့အရာတွေတူတူဒီတာကောင်းနေတာမရှိဘူးဗျာဟိုဒီနေ့မှာဘောလုံးအသင်းကဒါအမြဲတမ်းအနိုင်ရနေအနိုင်ရနေမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ် ဘောလုံးအသင်းဘယ်ဘောလုံးအသင်းပဲဖြစ်ဖြစ်ကဘာမှာရှိတဲ့ဘယ်ကလပ်အတိုင်းပဲဖြစ်ဖြစ်ကလပ်ပဲဖြစ်ဖြစ်အချိန်ကြရင်ရှုံးမယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းနားလေတယ်။သို့ပေမဲ့ညကရှုံးသွားတဲ့ပွဲစဉ်မှာကကျွန်တော်တို့တွေကကျွန်တော်တို့ရဲ့အဓိကပြရှုံးသွားတဲ့အကြောင်းရင်းကကျွန်တော်တို့တိုက်စစ်ကဂိုးကောင်းကောင်းမရလို့ပြဂိုးမရလို့ရှုံးတာ။ဒါကရှင်းရှင်းလေးပဲဗျာ။ဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့ဘာလို့အသင်းက Open League ကဂိုးရဖို့အတွက်ကိုညကပွဲစဉ်မှာတော်တော်ကြီးကိုခက်ခဲခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်။ ။ဥပန်းလေးကဘိုးရဖို့အတွက်ကိုဘလို့မှကိုကျွန်တော်တို့စွမ်းဆောင်လို့မရတဲ့အနေအထားပေါ့လေ။နောက်ဆုံးဒါခီးစမ်းရသွားတဲ့အလုံးဆိုရင်ဒါစပီကနေပြီးတော့ဂိုးရသွားတာ။ဆိုတော့အဲ့ဒါအဲ့ဒီနေရာမှာအများကြီးပြောစရာဖြစ်နေပြီဗျာလက်ရှိမှာမိုးဆာလာရဲ့တောင်ပံကိုဒါတော်တော်ကြီးကမှမိုးဆာလာရဲ့တောင်ပံဆိုရင်ဂျာဒီအစာခဲကလို့ပြောလို့ရတယ်သူတောက်ချောက်အလုပ်ဖြစ်မနေဘူးမနစ်ကခြေစမ်းမျိုးမိုးဆာလာရှိမှာကျွန်တော်တို့တွေ့မနေရဘူးသူဒါ crop ပေးတဲ့အရာတွေသူ dribble လုပ်တဲ့အရာတွေအများကြီးပေါ့လေ အစစအရေရာမိုးစာလာကမနစ်ကထက်အများကြီးကျလာပြီဆိုတော့ကျွန်တော်တို့လက်ခံရမယ်ဒါကိုအာနက်စလော့အနေနဲ့ကလည်းလက်ခံဖို့လိုအပ်တယ်လို့ထင်တယ်ဘာလို့လဲဆိုတော့လက်ရှိမှာမိုးစာလာရဲ့အခန်းကဏ္ဍကိုရှော့ချပြီးတော့မိုးစာလာရဲ့အခန်းကဏ္ဍကိုဒီထက်ရှော့ချပြီးတော့ဒါခီးစားကိုအဲ့ဒီနေရာအတွက်ကိုစူးစားခိုင်းတင့်နေပြီလို့တော့ကျွန်တော်ထင်တယ်ဒါကိုနေပြအာနက်စလော့အနေနဲ့လည်းပြင်ဆင်တင့်နေပြီလို့လည်းကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဗျာလက်ရှိမှာခီးစားကလက်ရှိညကသူခဏဝင်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုတွင်ကိုတကူရသွားတယ် ဒါသူ twin ကိုဂိုး twin သွားတဲ့အပေါ်ကိုပြောချင်တာတော့မဟုတ်ဘူးဒါပေမဲ့ခေးစားကပွဲတန်းကိုသူတို့အနေနဲ့ကလူစားဝင်ပြီးတော့မကစားရအောင်တို့ပေမဲ့သူလူစားဝင်ကစားရတဲ့အချိန်တိုင်းနှီးပါမှာသူအတင်းတစ်ခုတစ်ခုခုသူလုပ်ပြနိုင်တယ်သူအတင်းအတွက်ပွဲကစားခွင့်ရတဲ့အချိန်တိုင်းနှီးပါအကုန်လုံးနှီးပါမှာသူတစ်ခုခုတော့သူလုပ်ပြနိုင်တဲ့အရေးချင်းခေးစားမှရှိတယ် ဒါလက်ရှိမှာမိုးဆာလာကိုမိုးဆာလာကအဲ့ဒီချက်မရှိဘူးလို့တော့ပြောချင်တာမဟုတ်ဘူးပေါ့လေ။ဘာဖြစ်လို့လဲဆိုတော့ခီအေးစားကိုလာလာ right wing မှာလက်ရှိမှာအသုံးပြုပြီးတော့မိုးဆာလာကို under pressure လုပ်မယ်ဆိုရင် pressure ပေးမယ်ဆိုရင်မိုးဆာလာလည်းဒီထက်ပိုပြီးတော့လည်းကောင်းရင်ကောင်းလာနိုင်တယ်လို့ခီအေးစားကလည်းကျွန်တော်မျှော်လင့်မထားတဲ့ဒါကျွန်တော်မျှော်လင့်မထားတဲ့ခြေစွမ်းမျိုးတွေပိုပြီးတော့သူ့ရှေ့ကမြင်ရင်လည်းမြင်ရနိုင်မှာ။ဒါကျွန်တော်ဘယ်မှတိတိကျကျပြောလို့မရဘူးပြဒီနေရာမှာ။ အထူးသဖြင့်မိုးဆာလာဆိုရင်ဒီယာဒီမှာမဖြစ်မနေပြသူ့ကို pressure ပေးဖို့လိုအပ်နေပြီလို့ထင်တယ်မိုးဆာလာကို pressure မပေးမချင်းကျွန်တော်တို့ရဲ့တိုက်စစ်ကဘာမှကိုကျွန်တော်တို့အလုပ်ဖြစ်မှာမဟုတ်ဘူးဒါမိုးဆာလာဦးဆောင်နေတဲ့တိုက်စစ်မှုလို့ပြောတာမဟုတ်ဘူးနော်လက်ရှိမှာမိုးဆာလာရဲ့ဗတ်ချန်းကိုဒါဘလို့မှကိုမိုးဆာလာရဲ့ဒီပုံစံအတိုင်းနဲ့ဆက်သွားမယ်ဆိုရင်အဆင်ပြေနေမယ်လို့တော့ကျွန်တော်မထင်ဘူးလက်ရှိမှာမိုးဆာလာကော ဒါ Arnesto အနေနဲ့ကသူလူစားမလဲရတဲ့ကိစ္စတွေဒါသူ့ကိုကစားချိန်နေ short ချမယ်ကိစ္စတွေအဲ့ဒါတွေကို Arnesto အနေနဲ့ကရေးရဲတင်းတင်းမလုံနိုင်မချင်းလက်ရှိ Mozala ရဲ့ဒါ right wing ကတော့တကယ်ကိုအလုပ်ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးညာကဆိုရင်လည်းဗျအဲ့ right wing ကိုတယောက်ပြီးတယောက်ဒါနောက်ကလိုက်ပြီးတော့ကစားပဲ score လုပ်ပြီးတော့ကစားသမားတွေတယောက်ပြီးတယောက်လဲတယ်အစားက Bradley Bradley နဲ့ Mozala အလုပ်ဖြစ်လာမဖြစ်ဘူးအဲပြီးလို့ရှိရင်အဲ့နေရာကို Dominic Solis line သွားပြီးတော့ကစားတယ် ဲ့ဒွိုင်းနဲ့ဆိုဘစ်လိုင်းနဲ့မိုဆာလာလောက်ဖြစ်လာမဖြစ်ဘူးအဲပြီးရင်အဲ့ညာကိုဖင်ဘောင်ဝင်လာတယ်ပိုးဆိုးသွားတယ်ဆိုတော့ဒီနေရာကိုတေချာပေါက်တော့အာနီစတွန်အနေနဲ့ကပြင်ဆင်သင့်နေပြီလို့ကျွန်တော်ထင်တယ်အကယ်၍မပြင်ဆင်ဘူးဆိုရင်တော့ဒီဟာဒီမှာကျွန်တော်တို့လိုချင်တဲ့ချန်ပီယံလိဂ်တွေပရီးမီးယားလိဂ်ချန်ပီယံစုတွေဆိုတာကနည်းနည်းလေးကျွန်တော်တို့တွေပြန်ပြီးတော့စဉ်းစားရမယ့်အခန်းကဏ္ဍတွေရောက်နေပြီလို့တော့ထင်တယ်ပေါ့ကြီးဟောပါလို့ဆိုတော့လက်ရှိမှာတော့ကျွန်တော်ကိုလည်းသိတဲ့အတိုင်းပဲလေဘာလို့ဆိုတော့လက်ရှိမိုဆာလာရဲ့အခန်းမိုဆာလာရဲ့အခြေအနေတွေမိုဆာလာရဲ့ခြေစွမ်းတွေကမှနစ်ကရာသီထက် ဘာမှကိုမဆိုင်တော့တာဗျမနစ်ကရာသီနဲ့ပြန်ရှင်ကြည့်ရင်ဘာဆိုဘာမှကိုမဆိုင်တော့တာအဲ့တော့အဲ့ဒီအနေထားတစ်ခုမှာအနေချလောအနေနဲ့ကတိတိကျကျပြုပြုပြင်ပြင်ပြောင်းပြောင်းလဲလဲလေးလှုပ်တင်နေပြီတော့ထင်နေပေါ့လေဒါအတင်းကရှုံးသွားတာလို့တော့မပြောရှုံးသွားလို့ဒါတွေပြောတာတော့မဟုတ်ဘူးပေါ့လေဘာလို့ဆိုကောင်မှရှိတဲ့ဘဲကလပ်ပဲဖြစ်ဖြစ်အချိန်တန်ရှုံးမှာပဲဒါကျွန်တော်တို့သိဒီရှုံးပွဲနဲ့ပတ်သက်ပြီးတော့ဘာမှမပြောချင်ဘူးရှုံးပွဲနဲ့ပတ်သက်ပြီးတော့လေဒါကျွန်တော်စိတ်လည်းမဝင်စားဘူးဗျာဒါအချိန်တန်ကြရင်ရှုံးမယ်ဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်ဗျာတရားလီလုံးရှုံးပွဲမရှိဘူးဆိုတာကဒါက နှစ်တရာမှာတစ်နှစ်လောက်ပဲတသိန်းလောက်ပဲရနိုင်တဲ့အသင်းပြဒီလိုမျိုးပြောရင်လည်းဟိုတချို့အသင်းတွေကပြောကြအောင်ပါတချို့အသင်းပြိတ္တတွေကပြောကြအောင်ဒါပေမဲ့ဘယ်လိုမျိုးအချိန်တန်ရှုံးမှာဆိုတော့ကျွန်တော်ကောင်းကောင်းနားလေဗျာဒါကြောင့်ကျွန်တော်ကောင်းကောင်းနားလေဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်လက်ရှိမှာဆိုရင်ကျွန်တော်တို့တဘာဘူးအသင်းကလှုပ်တင်နိုင်လှုပ်ပြီးတော့ပြောင်းလဲတင်နိုင်ပြောင်းလဲတင်နိုင်ထင်တယ်ပြီးရင်ဒါလက်ရှိမှာဆိုရင်ဒါစံချင်းတင်ပြောင်းရွှေ့ကြီးပေါ့လေဒီဘာဘူးကို136တန်းနဲ့ပြောင်းလာခဲ့တဲ့ front back နဲ့ပတ်သက်ပြီးတော့လေတောက်လျှောက်ကိုဒါဝေဘန်တန်နဲ့တောက်လျှောက်တော်တော်လေးမြင့်နေ ဝေဖန်တန်နေမြင်လာတဲ့မြင်လာတာနဲ့အမျှ front back ရဲ့ခြေစွမ်းကလည်းကျွန်တော်တို့တွေတပွဲထက်တပွဲဒီသာမရှိတာကျွန်တော်တို့အများကြီးမျောလင့်နေဗျာကျွန်တော်ရှိမှပြောခဲ့တဲ့အတိုင်းပဲ front back ကိုကျွန်တော်တို့ front back စီကနေပြီးတော့ကောင်းနေဆိုတဲ့စကလုံးတွေထက်ပိုပြီးတော့ကျွန်တော်တို့အများကြီးမျောလင့်ခဲ့ဘူးလေဒါလည်းရှိမှလည်းမျောလင့်နေသေးပဲပေါ့လေဒီသာမကအသင်းနဲ့ဒါအံဝင်သေးလို့အသင်းနဲ့အဲ့ပြီးတော့အသားမကျသေးလို့လီးနဲ့စိမ့်နေသေးလို့လီးနဲ့အသားမကျသေးလို့အဲဒီလိုနဲ့ပဲကျွန်တော်တို့ရှိမှတောက်လျှောက်တောက်လျှောက်ကျွန်တော်တို့သူ့ကိုဖြည့်ပြီးတော့ကြည်လာပြီးတယ် ဒါတောက်ချောက်ကြည့်ကြည့်လာတယ်ပေါ့ဗျာဒါပေမဲ့တပွဲတက်တပွဲ front back ကအသင်းနဲ့အသားကြဖို့ရုန်းကန်နေရတဲ့အစားအသင်းနဲ့အသားမကြတာမဟုတ်တော့ဘဲနဲ့သူကိုယ်တိုင်ကိုကကစားပုံတွေနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအားနေနေတာကိုကျွန်တော်တွေ့လာရတယ်အထူးသဖြင့်ဗျာဘာသူနံပါတ်10တို့နေရာမှာသူကစားတယ်ပြီးခဲ့တဲ့ပွဲတွေမှာသူနံပါတ်10တို့နေရာမှာကစားတယ်နံပါတ်10တို့နေရာမှာကစားတဲ့ကစားသမားတွေဘယ်လိုမျိုးလဲကစားသမားဆိုတော့ကဗျာတကယ် quality player တွေပဲကစားရတာဗျာအဲ့ဒီနေရာမျိုးမှာ ငါးဘွဲကစားတယ်ဆိုရင်တော့အစ်စ်တစ်ချိန်လောက်တော့အနည်းဆုံးတော့လုတ်ပြတဲ့အစ်စ်နှစ်ချိန်လောက်တော့နံပါတ်10ရိုးနေရာကကစားသမားကလုတ်ပြတဲ့တို့ပင်မဲ့ from west ကျွန်တော်အခုချိန်ဒီမှာမြင်ရတယ်အဲသူနံပါတ်10ရိုးမှာအဆင်မပြေဘူးအာနိစတော့အနေနဲ့ကနံပါတ်10ရိုးမှာအဆင်မပြေတဲ့ from back ကိုကိုရီကပ်ဖို့ကိုသူအောက်ပြီးတော့ဒီလက်ဝင်းကိုသူပြန်ထုတ်သုံးတယ်အဲ့ဒီနေရာမှာလေ from back ကအဆင်ပြေမနေဘူးအစင်းမျိုးနေဆိုတော့ဗျာညာကပွဲစဉ်မှာသူချန်တစ်ခုရချန်တစ်ချို့ရခဲ့ရဲ့ဒါမှမဟုတ်သူအသုံးမချနိုင်ဘူးအထူးသဖြင့်ဗျာသူ့ရဲ့ ဘယ်လိုပြောမလဲသူ့ရဲ့ body structure နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေအများကြီးသူ့ရဲ့ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တော်တော်လေးကိုအားမရဘူးဗျာသူကအယံကိုဗျာပြော့ပြော့ပြောင်းပြောင်းနိုင်နေဗျာဒီကအယံကိုပြော့ပြော့ပြောင်းပြောင်းနိုင်နေဒါကသူ့ရဲ့ကစားပုံဒါသူ့ရဲ့ပုံမှန်ကစားနေကြကစားပုံဆိုပေမဲ့လက်ရှိ Premier League လိုမျိုး League မှာကအဲ့လိုမျိုးသွားပြီးတော့ကစားလို့မရအဲ့လိုမျိုးပြောတိပြောပန်းနဲ့သွားပြီးတော့ကစားနေလို့မရဘူးဗျာ ။ဟုတ်ဆိုတဖက်ကတိုင်ပတ်အသင်းကဘယ်အသင်းမဖြစ်ဖြစ်ပရီးမီးယားလိမ့်မှာကဘောလုံးထီချက်ကိုသုံးချက်တက်ပို့ပြီးဆိုရင်တော့မှပဲ area ထဲမှာလုံးလုံးမရောက်အဲအဲ့လိုအဲ့ဒီတပ်ပို့ဆိုတာကဘောလုံးဆွဲပြေးတတ်တဲ့ကစားသမားတွေဘောလုံးကင်ထားတတ်တဲ့ကစားသမားတွေဆိုရင်အမြဲတမ်းလိုလိုဒဏ်ရာကရတတ်တယ်။အဲအဲ့လိုမျိုးအကြောင်းအရာတွေလည်းပရီးမီးယားလိမှာကျွန်တော်မကြခဏတွေ့ရတယ်ခွေ။အဲအဲ့လိုမျိုးဖြစ်တဲ့အတွက်လက်ရှိမှာက Frank Viet ကတေချာပေါ့သူ့ရဲ့ကစားပုံကိုပြင်ပြင်ပြင်မပြင်ဘူးသူဒီတိုင်းမဲ့ under pressure အောက်ရောက်နေတယ်ဆိုရင်တော့ တော့မမျော်လင့်ထားတဲ့အရာတွေဖြစ်လာဖို့ရှိတယ်ပေါ့လေတဖြည်းဖြည်းနဲ့ဒီဇာတ်မားနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေများများလာတယ်ဟိုယာဒီအစားတော့ကတော့ကိစ္စမရှိဘူးဗျာတပွဲနှစ်ပွဲသုံးပွဲလောက်ထိကိစ္စမရှိဘူးလေးပွဲမြောက်ကစပြီးတော့ကျွန်တော်တို့ Fluorant VX ကိုတတိထားပြီးတော့ပို့ပြီးတော့ကြည့်ပြလာတဲ့ Fluorant VX ရှိဘောလုံးရောက်ပြီဆိုရင်ဘာလုပ်ပြရမလဲဆိုတဲ့စိတ်ဝင်စားတဲ့ channel စောင့်ကြည့်တယ် ဒါပေမဲ့သူအခုချိန်ထိဘာမှလုံးမပြသေးဘူးဆိုတော့ဒါကတော့တော်တော်လေးကိုမှစိုးရင်စရာကောင်းတဲ့အချက်ဖြစ်တယ်လို့မိုဆာလာရဲ့အခန်းကဏ္ဍကိုလည်းအာနေစတောင်းအနေနဲ့ကရှော့ချတင်နေပြီလို့တော့ကျွန်တော်ထင်တယ်ပေါ့လေဆိုတော့ကျွန်တော်ကိုယ်လေးကဘယ်လိုမြင်ရလဲဖရန်ဗန်နဲ့မိုဆာလာရဲ့ပုံဘယ်လိုမြင်ရလဲချက်တော့ဆွေးနွေးရပါမယ်ကျွန်တော်လည်း line subscribe လုပ်ရပါအောင်ကျေးဇူးများအားတင်ပါတယ်ဗျာ